လာမြမပြည်တွေမှာရှိတဲ့ယရနာတွေကတံပိုးဖြတ်လို့ရသေးတယ်တဲ့။နော်ဖယားယရနာတရားယရနာတန်ခယရနာကတော့တံပိုးဖြတ်လို့ရပါမလား။မရပါဘူး။အဲမရတဲ့အပြင်ဘေးသူရန်သူအန္တရာယ်သူဂျူသူဂျမသူ အမျိုးမျိုးသောဘေးအန္တရာယ်တွေကိုကာကွယ်ပေးတယ်။နော်အဲ့ဒီအခါမှာ နတ်ဆိုးနတ်ကြံဘလူဆိုးဘလူကြံတရေဆိုးတရေကြံမကောင်းတဲ့မိစ္ဆာနတ်တည်းရဲ့စွန့်အင်တွေကိုပါအကုန်လုံးဖယ်ရှားရှင်းလင်းပြစ်နိုင်တယ်ဆိုပြီးတော့မဟုတ်ဘူးလားအဲ့ဒါကိုဘာတုတ်လို့ခေါ်လဲယရဏတုတ်တဲ့သဘောပေါက်လား ဟောဝေတာလီပြည်ကြီးကိုဘလူတွေစင်စားတော့ဟာတယောက်ပြီးတယောက်ပြိုက်ကလေးပြိုက်ကလေးနဲ့အခုဝူဟန်ဖြစ်နေတာနဲ့မတူဘူးလားစင်စားကြည့်ပါတဘောပေါက်လားဝေတာလီမှာကောအဲ့ဒီလိုမဖြစ်ဘူးလားဖရဲလက်တက်ကဖြစ်ခဲ့တာနော်အဲ့ဒီတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဖရာယရနာရဲ့ဂုံကြီးစု တရားယရနာရဲ့ဂုံကြီးစုတန်ခယရနာရဲ့ဂုံကြီးစုကိုရှင်အာနန္ဒမတေမြတ်ကြီးသင်ပေးပြီးတော့ကဲတတိုင်းပြည်လုံးလိုက်ပြီးတော့မရွတ်စေဘူးလားအယုတ်ချင်းနဲ့ငါဘုရားမေတ္တာပို့ပေးမယ်ဆိုပြီးတော့ဟောမေတ္တာရည်တွေပရိတ်ရည်တွေမပြန်ခိုင်းဘူးလားအဲ့ဒါဘုရားရဲ့ဂုံကြီးစုတရားတော်ရဲ့ဂုံကြီးစု တန်ဃာတော်မြတ်တို့ရဲ့ဂုံကြီးသူအဲ့ဒီချိန်တော့လိုက်ပြန်နေတဲ့တန်ဃာဆိုတဲ့အာနန္ဒာကယဟန္တာဖြစ်သေးလို့လားဖရာပရိနိဗ္ဗာန်စံပြီးမှယဟန္တာဖြစ်တာသဘောပေါက်လားအဲ့တော့ယရဏသုံးပါးရဲ့ဂုံကျေးဇူးရဲ့အစွမ်းကိုပြတာယရဏတုတ်ပဲသဘောပေါက်လားအဲ့တော့ဓမ္မန္တရဏိုင်ကိစ္စာမီဆိုတော့ မြတ်စွာဘုရားဟောကြားတော်မူတဲ့ဓမ္မခန္ဓာပေါင်း8400ကိုတပြည့်တော်တို့ယုသေးပါれလေးစားပါれအာကိုပါれစီကပ်ပါれအမြဲတမ်းဥထိတ်ထားပါれဆိုတဲ့အတိတ်ပိုင်မရဘူးလားအဲ့ဒီတော့ဓမ္မခန္ဓာပေါင်း8400ဖြစ်တဲ့တရားတော်မြတ်ကို အမြဲဥထိတ်ထားတယ်ဆိုတော့နော်ဓမ္မန္တရဏိကိစ္ဆာမိဆိုတာနဲ့ပိဋိတော်တွေမပါဘူးလားပဋ္ဌာန်းတော်တွေရောမပါဘူးလား အဲ့တော့တရားတော်မြတ်ကဂုံတော်ကျေးဇူးတော်ကိုဥဒိတ်ထားလိုက်တာနဲ့ပရိတ်အကျိုးတွေရောမပါဘူးလားပဋ္ဌာန်းအကျိုးတွေရောမပါဘူးလားအဲ့တော့သာဓုသမီးတို့စဉ်းစားကြည့်လိုက်ယတနာတုတ်ကိုအလွတ်မရပေမဲ့ဓမ္မန္တရဏံကိစ္ဆာမိနေတယ်မအောင်မြင်နိုင်ဘူးလား ။အော်ဗုဒ္ဓံတရဏံကိစ္ဆာမိလဲပါတယ်။ယဟန္တာအရှင်မတိမြတ်တို့ရဲ့တန်ခံတရဏံကိစ္ဆာမိလဲပါတယ်။အလေကောင်းကနေဓမ္မံတရဏံကိစ္ဆာမိပါတခါတည်းပါဝင်လိုက်တော့မအောင်မြင်ဘူးလား။သေချာစဉ်းစားကြည့်ပါ။ဒါကြောင့်မလို့ဗုဒ္ဓဘာသာရဲ့အခြေခံသည်တရဏဂုံပဲတရဏဂုံမရှိရင်ဗုဒ္ဓဘာသာဖြစ်နိုင်ပါမလား ကဲဘုံဘုံဆက်ပြောတော့မယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးအဲ့ဒီလိုပွင့်ထွန်းလာတဲ့အခါနောက်ပိုင်းမှာ မိစ္ဆာဒိဋ္ဌိတွေနှပ်ပြီးတော့ဘုရားကိုမကြည်ညိုတဲ့သူတွေကဘုရားရဲ့တရားတော်တွေဘုရားရဲ့ဂုံအင်ကာရီကိုမြင်တွေ့ပြီးတော့ကြည်ညိုလေးစားတဲ့အခါမြတ်စွာဘုရားကို ဥပဒ္ဒကာအဖြစ်သတ်မှတ်ပါ တပည့်သားသမီးအဖြစ်သတ်မှတ်ပါဒါယကဒါယကမအဖြစ်သတ်မှတ်ပါဆိုဝင်ရောက်မလာဘူးလားဝင်ရောက်လာရင်ဖျားရှင်ကြီးကဘာပေးလဲတရဏဂုံပေးတာသဘောပေါက်လားဖျားရှင်ကြီးကသံတော်ရှိသူယူလာတဲ့တပုဒ္ဒနဲ့ဗလိကကိုတောင်းမှဒွိတရဏဂုံပေးပြီးမှလွတ်လိုက်တာသဘောပေါက်လား တရဏဂုံမရှိရင်ဖရာဂုံကိုဆောင်းနိုင်ပါမလားအဲ့ဒါစဉ်းစားကြည့်နော်တရဏဂုံမရှိရင်ဗုဒ္ဓမြတ်စွာရဲ့သာသနာဂုံကိုဆောင်းနိုင်ပါမလားအဲ့တော့သာဓုသမီးတို့တွေကတန်ဃာတော်မြတ်ကိုသာလီအာကိုပြီးတွဲလဲခုံနေကြတာကိုကိုတိုင်း ဗုဒ္ဓဘာသာကြီးကိုစောင့်ရှောက်ရမှာသာရုသမီးတို့အရေးအတွက်နဲ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 သွားလေသာသနာတော်ကယော့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 သွားလေတဘောပေါက်လားဗုဒ္ဓဘာသာတရဏဂုံတည်တဲ့သူညာလာလီညာလာလီညာလာလီသာသနာဘာပြစ်လာလေတိုးလာလီတိုးလာလီတရဏဂုံအပေါ်မှာမူတည်တယ် တရဏဂုံမရှိရင်ဗုဒ္ဓဘာသာမဟုတ်ဘူး။ဒါကြောင့်ဖရာရှင်ကိုတော်မြတ်ကြီးကတစ်ခေါက်သေးတောင်စိတ်မကြလို့ဘယ်နှခါပေးလဲ။ဒုတိယံပြီးတတိယံပြီးမပေးဘူးလား။ကဲပေးပြီးတဲ့အခါကျတော့ဖရာရှင်ကြီးကအာရပါရဘာပြောလဲ။အပ္ပမတိနာတမ္ပါတိဒာတဲ့။အဲ့ဒါဘာပြောတာလဲ။မမေ့ပါနဲ့တဲ့။ ဒီဗုဒ္ဓံသရဏံကိစ္ဆာမိဓမ္မံသရဏံကိစ္ဆာမိသံဃံသရဏံကိစ္ဆာမိကိုဘာလို့ရမလဲမမေ့နဲ့တဲ့နှစ်ပြီယုံကြည်မှုလေးစားမှု အားကိုးမှုလဲယော့မတော်နဲ့တဲ့မေ့သွားရင်ဘာဖြစ်လို့လဲယော့လို့သာမေ့တာယုံကြည်အားကိုးမှုသည်တိုးတိုးသာတက်လာရင် မေ့ပါမလားမေ့တာဘာဖြစ်လို့လဲယော့သွားလို့ သဘောပေါက်လားဒါကြောင့်လို့မမေ့နဲ့မယော့နဲ့တခါပြန်ကြည့်အောင်မယ်ဘာပြစ်လို့ယော့တာလဲစိတ်ထဲကပေါ့သွားလို့သဘောပေါက်လားမနေ့ပြင်ကမှပေါင်စိတ်တော်မယ်ဒီနေ့ဇလန်းကောင်းကောင်းလေးရှိသေးလို့မနေ့ပြင်ကမှပေါင်ရွတ်တော်မယ်ဒီနေ့အိတ်ချင်နာနဲ့ပြင်မန်းတော်နဲ့ပေါ့ပြီ ဟင်ပော့ကုန်ပြီဘုရားဘာသာမှာပော့ကုန်ပြီစိတ်ပရိယနေချိတ်ပရိဖြစ်လာတယ်တိုင်ချိတ်နော်ဖျားစင်မှာတန်ရိုက်ပြီးချိတ်ထားချိတ်ပရိယနေပြီးတော့ဩမစိတ်တာကြာပြီဆိုကောင်းပြီပုံထားရင်းနဲ့ပုံပရိပဲဖြစ်တယ်မစိတ်ဖြစ်ကြနောက်ကြတော့ဟာပုံထားမဲ့အစားရဲ့ခေါင်းအောက်ထိုးထားလိုက်မယ်ဆို ထိုးပရိဝဲပြစ်သွားပြီဟင်အဲ့ဒါတွေကပေါ့လို့လားမပေါ့လို့လား ပေါ့လဲသွားလဲသွားကောယုံကြည်မှုတွေလဲယော့သွားဟောယော့လဲသွားလဲသွားကောမေ့တော့တယ်ဒါကြောင့်မြတ်စွာဘုရားကမမေ့နဲ့မယော့နဲ့မပေါ့နဲ့ပေါ့တာဘာဖြစ်လို့လဲမယုံကြည်တော့လို့ယုံကြည်မှုယော့နေသွားပြီပျောက်ကွယ်သလောက်ဖြစ်သွားပြီဥပမာ ဒီပစ္စည်းလေးတစ်ခုဟာတပိဒါလေးတယ်ဆိုရင်ယုံကြည်တဲ့လူကလာကြင်တောင်ကြည်ပါမလားဟာဟုတ်မယ်အဲ့ဒီနော်ဆရာတော်ကြီးပြောတာတပိဒါဆိုမှန်မယ်လို့ပဲတွေ့တာမယုံကြည်တဲ့လူကဘာလာလုံးမလဲစာကြည့်မယုံကြည်တဲ့အပြင်မယုံကြည်မှုများပြားလာရင်ဘယ်လိုတောင်ပြောမလဲ အလက်က65ကျပ်သားလောက်ပဲရှိသဘောပေါက်လားသူလဲချိန်ကြည့်တာမဟုတ်ဖဲနဲ့လीနော်အမလေး80သားလောက်ပဲရှိမှာ65ကျပ်သားလောက်ပဲရှိမှာလုတ်တော့မှာသဘောပေါက်လားအဲ့ဒီလိုပြောလာပြီဆိုကြတဲ့ကမယုံကြည်တော့ဘူးဆိုတာ သဘောပေါက်ပြီတော့ဟုတ်လားအဲ့တော့မြတ်စွာဘုရားကဒါကုနောကြိုသိတယ်ဒါကြောင့်လို့ခြေသားခြေသမီးတို့တရဏဂုံ၃ပါးကိုမမေ့ပါနဲ့မယော့ပါနဲ့ပော့ပော့တန်တန်လို့လဲမထင်ပါနဲ့မလေးမစားလဲဆမကြည့်ပါနဲ့မယုံကြည်မယုံမကြည်နဲ့လဲမလုံးနဲ့တဲ့ဒါကြောင့်မမေ့မယော့မပော့ မဆပါနဲ့ဆိုတော့လူတွေကလေအာရပါရအော်လိုက်တာဘလို့အော်လဲအာမဘာပြောတာလဲကတူတူလေးမင်းမဘာပြောတာလဲဟင်အာမဘန်းတွေဆိုတာဘာလောက်တာလဲအာမခန္ဓာဂတိပေးတာ မှန်ပါတယ်ဖယားတပြည့်တော်တို့မမေ့ပါဘူးမလျော့ပါဘူးမပေါ့ပါဘူးမဆပါဘူးနေ့တိုင်းရွတ်ပါမယ်ဖယားနေ့တိုင်းပွားပါမယ်ဖယားတဲ့ဘသူဂတိတည်လဲဒါကြောင့်တရားမင်းဟာဖုံဖုံကိုလာရောက်ဘူးတော်လေအဲ့ဒီအခြေခံမှာအခုလူသားတွေခံစားနေရတဲ့ဆင်းရဲဒုက္ခ